ဘုံလုံးပါတာမယွေးပေါ့နော်အခုဆရာတော်ကြွလာတာဆွေလိုခြင်းလို့ငွေလိုခြင်းလို့ပစ္စည်းလိုခြင်းတော့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာပါလာတာလေမေတ္တာလာပို့တာပါဗျာလေနတ်ပြမှာဆရာဟိုလိုက်ကိုတို့မှာမိုက်ကြက်ပြီးတို့မှာအတိတ်ခံတော့ဆရာတော်တရားထိုင်ဘဝနာတရားထိုင်နေနတ်ပြန်ပါလေငါးတိမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွလာပါ မကြွားပဲနဲ့မေတ္တာလာမပို့ပေးနိုင်ဘူးအများကြီးပြည်ကြီးပြစ်စီနိုင်တယ်အဟိုဟာနဂါစီရနဂါယကွာဟိုဟာနဂါစီရအနဂါအကောင်ကြီးဘလောက်ရှိတာမိုင်ပေါင်း3000ကျော်တယ်နဂါယဒီလိုလာနေတော့ဒီမြေကြီးလောက်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ် ဟိုစိတ်မငြိညွတ်တော့တချို့အာဟုသူတွေလုပ်နေပုံပုံများတယ်လို့တဲ့ဒါကြောင့်ဆရာတော်ပြမေတ္တာအဲ့ရအာဟုလို့များတဲ့ပုံပုံအဲ့ရတည်ကြည်ပျက်စီးရမြာခံစားခံစားရမယ်နော်ငကားဆိုတော့အခုခေတ်ကပြောမယ်ဆိုရင်တော့ဒီငကားတို့ဂလုံတို့ဆိုတော့ဘယ်လိုပုံစံတန်လုံးလို့ဆိုတော့ပြောရနည်းနည်းလက်လန်းမမြည်ဘူးဖြစ်လာသို့တော့ နာဂလို့ဆိုတဲ့နဂါအစွမ်းတကူရှိပြီးတော့နတ်နဂါဆိုတာလည်းရှိနိုင်တယ်တရိษံနဂါလည်းရှိနိုင်တယ်အဲ့ဒီနတ်နဂါတွေကြတော့သူကအစွမ်းတကူအလွန်ကြီးမားတယ်လို့ပြောနိုင်တယ်ရုပ်ပြောင်းရုံလွဲလုံးနိုင်တယ်လို့ပြောအောင်သို့သောနဂါဆိုဒီမှာမွေမျိုးပဲဖြစ်တယ်ပေါ့ကောဘရာဆိုတဲ့ဗပြင်းရှိတဲ့မွေဟောက်ကြီးတွေ ဒီနေ့ခေတ်မှာတောင်အိန္ဒိယနိုင်ငံတို့ဘင်္ဂလားဒေ့ရှ်တို့ကနာဂလို့ခေါ်တာနော်နာဂလို့ခေါ်တာအဲ့တော့နဂါဆိုဒီမှာမြန်မာပကြီးဆရာတွေဗဘုဆရာတွေရေးထုထားသလိုအချွန်တက်ကြီးနဲ့လားအမောက်ကြီးနဲ့လားဒီလိုတွေးတောဆရာတွေရှိတယ်ပေါ့သို့တော့မြန်မာအမှုပညာရစိတ်ကူးရင်ပြီးတော့ထည့်ထားတာတွေသာ ဖြစ်တယ်ပေါ့နဂါဆိုဒီမှာမွေပဲပေါ့ နော်မွေတို့တော့အစွမ်းတကူရှိတဲ့မွေအိန္ဒိယနိုင်ငံမှာနာဂီဆိုတဲ့ဇာကရိုက်တဲ့အခါကောဘရာဆိုတဲ့မွေဟောင်းနဲ့ပဲရိုက်တယ်သူတို့စီမှာဒါကိုပဲငကားလို့ခေါ်တယ်နော်တခါဂလုံဆိုတာကျတော့ဘာခေါ်ပြန်တာတုံးလို့မေးမယ်ဆိုလို့ရှိရင်ဂလုံဆိုတာလင်းယုံငှက်ကြီးတွေကိုခေါ်တာအဲ့တော့နတ်နဲ့ပတ်သက်လာတဲ့လင်းယုံငှက်ကြီးတွေကြတော့ ပို့ပြီးတော့အကောင်လဲကြီးတယ်စွမ်းအတ္တတိလည်းရှိတယ်ပုံတရံလည်းသူတို့ဖန်ဆင်းနိုင်တယ်ဆိုရယ်စွမ်းအတ္တတိရှိတာဝရိန္ဒနတ်ပြည်မှာတရားမင်းကြီးရဲ့အချမ်းရံဆိုရတဲ့မဲ့နဂါမင်းလည်းပါတယ်ဂလုံမင်းလည်းပါတယ်နော်နတ်မင်းကြီး၄ယောက်ဆိုရတဲ့မဲ့နဂါမင်းပါတယ်ဂလုံမင်းပါအဲ့တော့ဂလုံဆိုတာလင်းယုံငှက်ကြီးပဲဒါကြောင့်မလို့ဗမာပြည်အထုထားတဲ့ဂလုံငှက်ကြီးတွေကြည့်မယ်ဆိုရင်နှုတ်သီးကလင်းယုံငှက်ကြီးပုံတယ် အဲ့တော့ငကားနဲ့ကလုံးဆုံးပြီဆိုလို့ရှိရင်လင်းယုံငက်ကြီးနဲ့ကောဘရာဆုံးပြီဆိုရင်လင်းယုံငက်ကြီးကထိုးပြန်ချလာပြီဒီငကားဆိုတဲ့မွေဟောက်ကြီးတွေကိုဖမ်းတော့တာပဲသူကလက်ဝင်းကိုကုတ်တော့သူ့ခြေထောက်ကြီးတွေနဲ့ကုတ်ပြီးတော့ခေါင်းဖောက်စားဒါကခဏိခိတိအောင်တွေးနိုင်တဲ့အနေထားရှိတယ်ပေါ့နော်လင်းယုံဆိုတဲ့ကောင်အင်တာမမျက်စိဆူးရှာတယ် ဟုတ်အမတန်ဝေးတဲ့နေရာကမြက်မြက်တောထဲမှာသွားတဲ့တွားတော့သွားတဲ့မွေကိုမြင်နိုင်စွမ်းရှိတယ်။တဟုန်တို့ထိုးဆင်းလာပြီးတော့ဖမ်းသွားတာဒါမျိုးတွေရှိတယ်။အိန္ဒိယနိုင်ငံမှာဂလုံအကြောင်းနဂါအကြောင်းရုပ်ရှင်ရိုက်ပြီးဆိုလို့ရှိရင်တော့လင်းယုံနဲ့မွေဟောင်းနဲ့ရိုက်တာဖြစ်တယ်။အဲ့တော့လင်းယုံနဲ့မွေဟောင်းဟာဂလုံနဲ့နဂါလို့ပြောလို့ရတယ်။သို့တော့ဒီစာထဲမှာပါတဲ့ ကလုံးတဲ့နဂါဟာအစွမ်းတကူရှိတဲ့နတ်ကလုံးနတ်နဂါလို့တော့ဒီလိုတော့မှတ်လို့ရမဟာသမယသုတ်တန်ထဲမှာကြည့်မယ်ဆိုရင်ကလုံးဆိုတာငှက်ဖဲဆိုတာချင်းရှားနော်မဟာသမယသုတ်တံမှာဒိဗ္ဗာဓိစာပက္ခိဝိသုဒ္ဓသက္ခုဆိုတော့ဒိဗ္ဗာဆိုတာနတ်၌ဖြစ်သောဓိစာဆိုတာဥကမွေးတဲ့အကောင်းနော်ဒိဗ္ဗာဓိစာပက္ခိအတောင်ရှိတယ် ဝိတ္တဒါစက္ခုမျက်လုံးကတောက်ပအဝေးကြီးကကိုမြင်ရတယ်ဆိုဒီကနေ့ခလုံးနေဟာဒီလင်းယုံနေဟာလည်းပဲထိတိုင်းပဲဘုရားမဆူရှတဲ့အမြင်ရှိနှုတ်သီးကြီးတွေကလည်းဘုရားမခြုံတယ်လက်သေးခြေသေးကြီးတွေကလည်းဘုရားမထက်တယ်ဖမ်းသွားနိုင်တယ်သူတို့ကတွေ့ဘူးကြလိုက်ပဲဒီနေ့ခေတ်မြင်လို့ရတဲ့ထင်မှာတော့နော်ဒီ NGO ဆိုတဲ့ channel ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ ငားတွေပါတယ်လေကောင်းကင်ကနေထိုးဆင်းပြီးတော့ငားတွေကိုခြေတော်နဲ့ကုပ်ယူသွားတာတွေရှိတာ။မွေတွေလည်းအဲ့လိုဖမ်းသွားတာတွေရှိ။အဲ့တော့ဒီမဟာသရီဒီမဟာသမယတုတ်ထဲမှာပါရာကိုကပဲနော်ဒီလိုငကားနဲ့လင်းယုံငကားနဲ့ဂလုံဆိုတာမွေနဲ့လင်းယုံကိုပဲဆိုတယ်ဆိုတာအမှန်တမ်းတော့ထင်ရှားထင်ရှားတယ် ဧရကပတ္တနဂါမင်းအကြောင်းရေးတဲ့အခါမှာနော်ဧရကပတ္တနဂါမင်းဟာသူကခင်ငါမြစ်ထဲမှာဖြစ်တဲ့နဂါပဲမွေကြီးပဲသူဟာပပင်းရှိတယ်အဲ့ဒီနဂါကြီးကပုံစံအမျိုးမျိုးနဲ့ဖန်တီးပြီးတော့နေနိုင်တယ်ဒီကနေ့ခေတ်လည်းရေကြီးအောင်မှာမွေကြီးတွေရှိတယ်ဆိုတာထင်ရှားတယ်ပေါ့မွေရှိတယ်မွေကြီးတွေဟာယရနာတွေကိုယူထားပြီးတော့ ပိုင်ဆိုင်မှုတွေပြုကြအဲ့ဒါကြောင့်မို့နဂါးဆိုဒီမှာမွေဟောက်တခြားနှမွေတွေလည်းပါခြင်းပါမှာပေါ့မွေဟောက်ကလုံးဆိုဒီမှာလင်းယုံအဲ့ဒါလိုနေကြတာ